သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ14ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းရေးတပ်ဖွဲ့များရဲ့ရိတ်ခါဖြတ်တောက်မှုကြောင့်တမူးမြို့မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များအိန္ဒိယမှာတည်ယူနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းတမူးမြို့သိမ်းတိုက်ပွဲကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့အတွက်ဒေတာရင်းတော်လိုင်းတပ်ဖွဲ့များရဲ့ရိတ်ခါဖြတ်တောက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ပြူစောတီအဖွဲ့တို့ဟာအိန္ဒိယနယ်စပ်မှာရိတ်ခါများဝယ်ယူတင်သွင်းနေရကြောင်းနယ်စပ်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူများထံကနေသိရှိရပါတယ်။တမူးမြို့နယ်အခြေဆိုင်တော်လိုင်းတပ်ဖွဲ့များမှပြီးခဲ့တဲ့ဧပြီလ20ရက်နေ့မှစပြီးတမူးမြို့ကိုကုန်စီတည်ယူပို့ဆောင်ရေးကိုပိတ်ပင်ထားတဲ့အတွက်စစ်ကောင်စီတပ်နဲ့ပြူစောတီတို့ဟာရိတ်ခါများပြတ်လည်နေခြင်းဖြစ်ပါတယ်။ အိန္ဒိယဘက်အချမ်းကရွာတွေမှာပြူကောင်းဆောင်တွေဦးစီးပြီးတမူးမြို့ကစစ်သားတွေရိတ်ခါတွေလာဝယ်ကြတယ်။တခါဝယ်ပြီးဆိုရင်အယောက်တရာခန့်လာပြီးစစ်ကား၃စီး၄စီးနဲ့တဲသွားကြတယ်။မကြာခဏအခုရက်ပိုင်းတွေ့နေရတယ်။မေလ၁၀ရက်နေ့ကလည်းလူအင်အားတရာလောက်နဲ့လာသွားသေးတယ်လို့အိန္ဒိယနေဆက်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုပါတယ်။အဲ့ဒီလိုစစ်ကောင်စီတက်နဲ့ပြူစောတီတို့အင်အားတရာခန့်နဲ့စစ်ကားများနဲ့အိန္ဒိယဘက်ချမ်းမှာရှိတဲ့ကြေးရွာများမှာမကြာခဏရိတ်ခါတဲယူခြင်းကိုအိန္ဒိယစစ်တပ်ကလည်းတားမြစ်ခြင်းမရှိဘဲခွင့်ပြုထားကြောင်းသိရှိရပါတယ်။ ူတို့စက္ကဆနဲ့အိန္ဒိယစစ်တပ်အချင်းချင်းတွေညှိနှိုင်းထားပုံရတယ်စက္ကဆတွေပြူစောထီတွေအိန္ဒိယဘက်ကျန်ရိတ်ခါလာဝဲတာမြင်ပေမဲ့အိန္ဒိယစစ်သားတွေကမတားကြဘူးခွင့်ပြုထားတယ်အရင်တုန်းကတော့ဒီဘက်ရိတ်ခါလာဝဲတာမရှိဘူးအခုနောက်ပိုင်းစစ်သားတွေပြူစောထီတွေမကြခဏလာကြတယ် PDF တွေရိတ်ခါဖြတ်တောက်ထားလို့ထင်တယ်လို့စစ်ဘေးရှောင်ပြည်သူတို့ကပြောဆိုပါတယ် ဒါအပြင်အိန္ဒိယဘက်အကျန့်ကျေးရွာမှာရိတ်ခါဝဲယူရန်လာကြတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိများဟာမြန်မာစစ်ဘေးရှောင်ပြည်သူများရဲ့နေအိမ်များမှာချက်ပြုတ်ထားတဲ့ထမင်းဟင်းများကိုခွင့်ပြုချက်မရှိဘဲလူယူစားတောက်မှုများလည်းရှိနေကြောင်းသိရှိရပါတယ်။အခုအခါတမိုးမြို့မှာအခြေခံစားတောက်ကုန်များစတင်ပြက်လက်နေပြီးကြန့်ရှိနေတဲ့ကုန်စီများဟာလည်းဈေးမြင့်တက်နေကြောင်းသိရှိရပါတယ်။ ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူများအစုလိုက်အပြုံလိုက်တေဆုံးစေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုများကစစ်ရာဇဝဲမှုကျူးလွန်ခြင်းဖြစ်တဲ့အတွက်စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အေအေကတတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အယက်သားပြည်သူများကိုအစုလိုက်အပြုံလိုက်တေဆုံးစေခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုများမှာစစ်တပ်ကစစ်ရာဇဝဲမှုကျူးလွန်ခြင်းဖြစ်တဲ့အတွက်စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အေအေအရခတ်တက်တော်ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကတတိပေးပြောဆိုလိုက်ပါတယ်။ ရန်ကုန်ခေတ်သစ်တရင်ဌာနကပြည်သူများတေဆုံးစေခဲ့တဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများနဲ့ပတ်သက်၍အေအေရဲ့သဘောထားကိုဆက်သွယ်မေးမြန်းစဉ်မှာ၎င်းကအထက်ပါအတိုင်းပြောဆိုသတိပေးလိုက်ခြင်းဖြစ်ပါတယ်။ဒီလိုမျိုးဘာတိုက်ပွဲမှာမရှိတဲ့နေရာမှာအကြမ်းဖက်စစ်ကောင်စီကအရက်သားပြည်သူတွေကိုဥတီပြီးတော့မှရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တဲ့ဆိုတာဒါဟာစစ်ရာဇဝဲမှုပျောင်ပျောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်။ဒီစစ်ရာဇဝဲမှုအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ်လို့အေအေပြောရေးဆိုခွင့်ရှိသူခိုင်တုခကရှင်းလင်းပြောဆိုပါတယ်။ ယမန်နေ့မေလ17ရက်နေ့မှာရတိတောင်မြို့နယ်ထွန်းရွေရွာဟောင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးခဲ့ပြီးနေအိမ်အများအပြားပျက်စီးသွားခဲ့ရကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်မေလ17ရက်နေ့မနက်09:05မိနစ်မှာရတိတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုအကြမ်းဖက်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900နှလုံးကျဲချသွားတာရှိတယ်ဘုံကျဲချမှုဖြစ်စဉ်မှာတိုက်စုံးမှုကတော့12ယောက်ရှိနေပြီးနောက်ထပ်ဒဏ်ရာရသူကတော့23ဦးရှိပါတယ် အိမ်အလုံး20လောက်ပျက်စီးသွားတာရှိတယ်။တဝက်တစ်ပြက်ပျက်စီးသွားတာကစေကနန်းကြီးရှိပါတယ်လို့ဥခိုင်ဒုခကပြောဆိုပါတယ်။အကြံဖတ်စစ်တပ်ကတပည့်ရင်မြို့နယ်မှာလဲမေလ12ရက်နေ့နနက်ပိုင်းမှာစာတင်ကျောင်းပေါ်လေရင်နဲ့ဘုံကျဲချခဲ့ရမှာ။ကျောင်းသားကျောင်းသူကလေးငယ်20ဦးနဲ့ဆရာမ2ဦးအပါအဝင်စုစုပေါင်း22ဦးတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ယခုမေလကုံပိုင်းအထိစစ်ကောင်စီတပ်ကအပြည့်အခက်ရဲစဲရေးကြီးညာထားပေမဲ့လေချောင်းတိုက်ခိုက်မှုများကိုယခုရက်ပိုင်းအတွင်းစစ်တိုက်ဆိုသလိုတိုးမြင့်ကျွလွန်မှုများလှုပ်ဆောင်လာနေခြင်းဖြစ်ကြောင်းတော်လန်ရေးတပ်ဖွဲ့များကသုံးသပ်ပြောဆိုကြပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပခုတ်ကူမြို့အဝင်တပ်မတစ်တုံညာတစ်မဘုံမှုတအုပ်ပိုင်ဆိုင်ထားတဲ့ KTV ကိုဝင်ရောက်စီးနှင်းစင်မှာစစ်တပ်အခိုင်းအစီတအုပ်ကိုတနက်တက်လက်နဲ့အရှင်ဖမ်းမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့အဝင်တက်မတက်တုံညာတက်မဘုံမတူပိုင်ဆိုင်နဲ့ KTV ကိုဝင်ရောက်စီးနှင်းစင်မှာစစ်တပ်အခိုင်အစီတအူးကိုတနက်တက်လက်နဲ့အရှင်ဖမ်းမိခဲ့ကြောင်း Badass Bomber Force Badass B Force ကထုတ်ပြန်ထားပါတယ်။မေလ10ရက်နေ့မွန်လွယ်တနာရီခန့်မှာပခုတ်ကူမြို့အဝင်တက်မတက်တုံညာတက်မဘုံမတူပိုင်ဆိုင်နဲ့ KTV ကိုပြည်သူများရဲ့တရင်ပေးပို့မှုအရာ Badass Bomber Force အဖွဲ့နဲ့ပခုတ်ကူမြို့နယ်တရင်တက်ပြည်သူကာကွယ်ရေးအဖွဲ့ရဲဘော်များကဝင်ရောက်စီးနှင်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုဝင်ရောက်စီးနင်းစင်မှာဇက်စီဇက်ပစ္စတိုတလက်နဲ့အကြံဖတ်စစ်ကောင်စီအခိုင်းအစီလက်နက်ကင်တအုပ်ကိုဖမ်းဆီးထိမ့်သိမ်းခဲ့ကြောင်းဝင်ရောက်ဖမ်းဆီးထိမ့်သိမ်းပြီးချိန်မှာ Badass Bomber Force အဖွဲ့နဲ့ပကုတ်ကူမြို့နယ်တရင်တစ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များကအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်ရေးအရှိန်မြင့်မားနေတဲ့အချိန်ရောက်နေပြီဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်နဲ့၎င်းတို့အပေါင်းအပါများရှိတဲ့နေရာများကိုအတက်နိုင်ဆုံးမသွားကြပါရန်မြစ်တာရက်ခံထားကြောင်း Brazil's Bomber Force Brazil's B Force ကအတိပေးနှိုးဆော်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တာလေပြူဟာစခန်းကိုစတင်တိုက်ခိုက်ပြီး၄ရက်မြောက်နေ့မှာ KNU သိမ်းယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ဒေါနာတောင်တန်းအရှိချမ်းနော်တရာတောင်ကြီးမှာရှိတဲ့တားလဲဗျူဟာစကန်ကို KNU ကစတင်တိုက်ခိုက်ပြီးလေးရက်မြောက်ဒီကနေ့မေလ23ရက်နေ့မှာတင်းယူလိုက်ပြီးလို့ကရင်စည်ရေးတရင်အရင်မြစ်ထံကနေသိရှိရပါတယ်တားလဲဗျူဟာစကန်ကို KNU ကအပြီးသက်တင်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က10ဦးဝန်းကျင်သေဆုံးတယ်လို့20ကျော်ထွက်ပြေးသွားခဲ့တယ်လို့တရင်အရင်မြစ်ကပြောပါတယ် KNU ဘက်ကလည်းတမဟာခွနဲ့လက်အောက်ခံတရင်တစ်တုံညာတစ်တပ်ဖွဲ့ဝင်တအူးကြာဆုံးခဲ့တယ်လို့သိရှိရပါတယ် ်ဖအံခရိုင်လှိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့တက်မဟာခွန်းနဲ့စီရီလှူရှားမှုနယ်မြေတွေကတာလေကြေးရွာအနီးမှာရှိတဲ့ viewer scan ကိုကရင်အမျိုးသားစီယုံ KNU လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကမေလ9ရက်နေ့မှာစတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ထိုင်းနေဆက်အနီးကတခေါပီကွီ scan ကိုတင်းယူလိုက်တဲ့မေလ9ရက်ညပိုင်းမှာပဲတာလေ viewer scan ကို KNU ကတဘာတဲ့တိုက်ခိုက်တာလည်းဖြစ်ပါတယ်။တာလေ viewer scan ဟာအဲ့ဒီ data အတွင်းမှာအကြီးဆုံးစခန်းလည်းဖြစ်ပါတယ်။ တိုက်ခိုက်ခံရချိန်မှာစစ်ကောင်စီတပ်ဘက်ကလည်းစခန်းလက်မလွတ်ရဖို့နေစဉ်နီးပါးလေချောင်းကနေပစ်ကူပေးပြီးခုခံခဲ့တယ်လို့ကရင်စစ်ရေးတရင်အရင်မြစ်ကပြောပါတယ်။ဘုံကျဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့်တားလေကြီးရွာဒေသခံရွာသူရွာသားတွေရွာလုံးကျွတ်နီးပါးထိုင်းဘက်ချမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရှိရပါတယ်။တားလေဗျူဟာစခန်းဟာကရင်အမျိုးသားစည်းရုံး KNU နယ်မြေတပ်မတ်ချက်အရာ ဖအံခရိုင်တက်မဟာခွနဲ့နေမြေပိုင်ကြုံမြို့မှာရှိပြီးအဲ့ဒီဒေတာတွေကထိုင်းနေဆက်အနီးရှိပူလူတူခလေဒင်းတခေါ်ပြီးခွီမော်ဖာတူစကန်တွေအနီးအခုနဲ့အတွင် KNU ကဇက်တိုက်ဆိုသလိုတင်ယူထားပါတယ်တားလေဗျူအာစကန်ကြပြီးနောက်မှာပိုင်ကျုံနယ်မြေမှာမော်ဖိုခီမော်ဖိုကီမဲလာနဲ့နော်တရာတောင်စခန်းတို့ပဲကျန်ရှိပါတော့တယ်။လက်ကျန်တက်စကန်တွေစီစစ်ကောင်စီတက်ဟာမြေပြင်စစ်ကူမလွတ်နိုင်တော့ပဲလေချောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ကရင်စစ်ရေးတရင်အရင်မြစ်ကအသိပေးပါတယ်။ ထိုင်းနယ်စပ်အနီးကတက်စကန်တွေလက်လွတ်ဆုံးရှုံးရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့တရားဝင်သတင်းထုတ်ပြန်ထားတာမရှိပါဘူး။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာစစ်မှုထမ်းခိုင်းရင်အသက်မပြည့်သေးတဲ့ကြောင်းသားမောင်ထက်ဝေရန်အပါအဝင်လူငယ်နှစ်ဦးကိုစစ်သားအဖြစ်ရောင်စာခံရမှုစစ်တပ်လော်ဘီများဝန်ခံလှဲကူမှလည်းလူစားထုတ်စစ်မှုတမ်းများအယောင်းအဝယ်လုပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မှာစစ်မှုထမ်းခိုင်းရန်အသက်မပြည့်သေးတဲ့ကျောင်းသားမောင်ထက်ဝေရန်အပါအဝင်လူငယ်များကိုစစ်သားအဖြစ်ရောင်းစားခံရမှုများရှိနေကြောင်းစစ်တပ်လော်ဘီများဝန်ခံပြောဆိုလိုက်ပါတယ်။မေလ23ရက်နေ့စစ်တပ်လော်ဘီနောင်တော်ကလေးလုတ်ကင်နေတဲ့မြန်မာ National Post Telegram Channel မှာတဆင့်ကွန်းကြံကုန်မြို့နယ်ပကောက်ကြီးရွာအုပ်စုတော်ကစော့ကြီးရွာမှကျောင်းသားမောင်ထက်ဝေရန်နဲ့မောင်မိုးချစ်နောင်တို့နှစ်ဦးရန်ကုန်မှာတွားရောက်အလုရှာရာမှစစ်မှုတန်းတပ်သားများအဖြစ်ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်းမိဘဆွေမျိုးများနဲ့တွေ့ဆုံမေးမြန်း၍ထုတ်ပြန်ထားပါတယ်။ ဧပြီလ29ရက်နေ့ကွန်ကြံကိုမြို့နယ်ပကောက်ကြေးရွာအုပ်စုတော်ကစော့ကြေးရွာမှာ12တန်းချောင်းသားမောင်ထက်ဝေရန်နဲ့အကိုဖြစ်သူမောင်မိုးချစ်နောင်တို့ကရန်ကုန်မှာအလုတွားလုပ်ရန်ထွက်သွားခဲ့ကြောင်းအဲဒီနောက်မေလ10ရက်နေ့မှာလူ6ဦးကစစ်စေးမင်းမြန်ရန်ရှိသည်ဟုဆိုကဖမ်းဆီးသွားပြီးရမဲတဲ့စစ်တပ်လက်ကျင်ရေးကျောင်းကိုပို့ဆောင်ခံလိုက်ရကြောင်းသိရှိရပါတယ်ဦးထီအောင်ရဲ့တာမောင်ထက်ဝေရန်က17တန်းဖြည့်ပြီး17တန်းတက်ရမယ်သူပါနောက်တအူးကမောင်မိုးချစ်နောင်တို့ဖြစ်ပါတယ် ကျောင်းသားကစစ်မှုတန်းနဲ့မတက်ဆိုင်ပါဘူးအသက်22နှစ်အရွယ်တဦးကလည်းနိုင်ငံတော်ကစင့်ခေါ်စားတွေပါတွေမရသေးဘူးအဲဒါကြောင့်ပြန်လဲအနစ်ဈေးချင်ပါတယ်ပြည်သူစစ်မှုထမ်းဖို့ရောင်းစားခံလိုက်ရတာခေါ်စားလည်းမရောက်သေးပဲလှည့်စားခြင်းကိုခံလိုက်ရတာပါကျောင်းသားကသူ့အကိုနဲ့ကြောင်းပိတ်တဲ့အချိန်လေးမှာရန်ကုန်ကိုအလုတွားလုံမယ်ဆိုပြီးတက်သွားတာရမဲတင်လေ့ကျင့်ရေးကိုရောက်နေပြီတဲ့လူ9ယောက်6ယောက်ကဘယ်သွားမလို့လဲစစ်စေးမေးစရာရှိတယ်ဆိုပြီးခေါ်သွားတာကနေရောင်းစားခံလိုက်ရတာပါလို့ဘုံကြီးဦးပညာဝင်တကစစ်လော်ပီ channel မှာတစ်ဆင့်မိန့်ကြားထားပါတယ် အလားတူရန်ကုန်တိုင်းလဲကူးမြို့နယ်ဘိုးရင်ကလေးကြေးရွာအုပ်ချုပ်ရေးမှုမျိုးသိန်းကလူစားထုစစ်မှုထမ်းတပ်သားအယောင်အဝယ်များလှုပ်ဆောင်လျက်ရှိကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်။ဘိုးရင်ကလေးကြေးရွာမှာအုပ်ချုပ်ရေးမှုမျိုးသိန်းကပွဲစားအဖြစ်ဇရက်ကွင်းကြေးရွာနေတန်းလိုင်းအောင်ခိုင်မိုးတို့ကိုဆေလွတ်ပြီးဘကိုးတိုင်းနဲ့အေယာဝတီတိုင်းတို့မှလူငယ်များကိုအလုရမယ်လို့ဆိုကာလိန်ခေါ်၍လူစားထုစစ်မှုထမ်းတပ်သားအဖြစ်အယောင်အဝယ်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အုတ်ကြီးမျိုးသိန်းကအေယာဝတီတိုင်းနဲ့ဘကိုးတိုင်းကလူငယ်တွေကို ပွဲစားတွေလွတ်ပြီးလိန်ခေါ်နေပါတယ်။အလုပ်ရမယ်ဆိုပြီးလူစားတို့စစ်မှုတန်းတပ်သားတစ်တွေအဖြစ်တက်သေးကိုရောင်းစားနေတာပါ။လိန်ခေါ်လာတဲ့လူငယ်တွေကိုလူစားတို့အဖြစ်စစ်မှုထမ်းရမယ်လူငယ်တွေရဲ့မှတ်ပုံတင်တွေနဲ့အပြောင်းအလဲလုပ်ပြီးစစ်တပ်ထဲထည့်တာအကုန်ပေါင်းစားနေကြတာလို့ရင်းပြစ်စင်ကိုသိရှိထားသူကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်။ဒါအပြင်ရန်ကုန်တိုင်းလဲကုမြို့နယ်ဘိုးရင်ကလေးကျေးရွာမှာအုတ်ချုပ်ရည်မှုမျိုးသိမ့်တဲ့အဖွဲ့ကစစ်မှုထမ်းကြီးအဖြစ်အိမ်တော်တစုလျင်ငွေကျပ်9000ကျပ်နှုန်းနဲ့အိမ်တော်စုစုပေါင်း 850ကျော်ထံမှငွေကြေးများကောက်ခံနေကြောင်းစစ်မှုထမ်းရမဲ့လူငယ်များရဲ့မိသားစုများထံမှလည်းလူစားထိုးကြေးအဖြစ်အနည်းဆုံး15သိန်းကနေတိန်း30အထိကောက်ခံလျက်ရှိကြောင်းသိရှိရပါတယ်။အဲဒီနောက်စစ်အုပ်စုမှလေတပ်ကိုတုံး၍ရုတ်ပြက်ဆင်းပြက်ခုခံနေရပုံဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။အဆိုပါခေါင်းစဉ်နဲ့စစ်တပ်ဘက်မှဗတ်ပြောင်းခိုးလုံလာသူတအုပ်ကအေယာဝတီအင်္ဂလိပ်ပိုင်းမှာရေးသားတင်ပြခဲ့ပုံကိုပြန်လည်ကောက်နှုတ်တင်ပြသွားပါမယ်။ တချိန်က Standard Army ကြီးလို့ဂုံဖော်အမွန်တင်ခဲ့တဲ့စစ်အုပ်စုဟာယခုအခါတူမီတနက်များနဲ့စတင်တွန်းလှန်လာခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုနိုင်ငံပန်နာများဒလက်ဟော့ထုတ်တုံးကလေတပ်အင်အားသုံးပြီးခုခံကာကွယ်နေရတဲ့အဖြစ်ကိုရောက်ရှိလာနေပြီဖြစ်ပါတယ်။၎င်းတို့အသက်ဆက်နိုင်ရေးအတွက်မရှိမဲရှိမဲတိုင်းပြည်ပန်နာများကိုတုံးဆွဲပြီးလူမှုကိုနေ့စဉ်လိုလိုတပ်ဖြတ်နေကြတာကိုလည်းလူမှုအဖို့လက်ပိုက်ကြည့်နေရုံမှအပလွဲ၍ဘာမှမတတ်နိုင်ခဲ့ပါဘူး။ လူတို့တော်လန်ရဲ့အစောပိုင်းကာလများအတွင်းမင်းအောင်လှိုင်က၎င်းတပ်များကိုအထင်တကြီးနဲ့ကြီးတက်အင်အားဖြင့်ခြေမုံးနိုင်မယ်လို့ယုံကြည်ခဲ့ပြီးလေကြောင်းပစ်ကူကိုခွင့်မပြုဘဲတင်းခံနေခဲ့ပါတယ်။အဲ့ဒီအနေအထားကိုမင်းတပ်တိုက်ပွဲအတွင်းစတင်တည်တာလာခဲ့ပါတယ်။စစ်ရင်တန်းကိုခြုံကိုတိုက်ခိုက်ခံရစဉ်မှာစစ်ကောင်စီတပ်များအခြေမလဖြစ်လာတဲ့အတွက်လေကြောင်းမှာပစ်ကူပေးရန်တောင်းဆိုခဲ့ပေမဲ့ခွင့်မပြုတဲ့အတွက်ဖယိုဖယဲနဲ့စုတ်ခွာထွက်ပြေးသွားကြရတယ် အခြားနေရာများမှာလည်းအဲ့ဒီလိုတက်များတပြေးတည်းပြေးနေရတဲ့အခြေအနေကြုံလာတဲ့အခါမှာတော့မင်းအောင်လှိုင်ကတိုက်လေရင်များသုံးရင်စဉ်းစားလာခဲ့ပါတယ်။လေချောင်းပစ်ကူဟာအရေးပေါ်အခြေအနေများဖြစ်တဲ့စစ်စကန်များကုတ်ကဲရစ်စကန်များနဲ့စစ်ရင်တန်းများခြုံကိုတိုက်ခိုက်ခံရမှုများကိုကာကွယ်ရန်သာခွင့်ပြုထားခြင်းဖြစ်ပါတယ်။အဲ့ဒီလိုခွင့်ပြုချက်ရဖို့လဲအထက်အဆင့်အဆင့်ကိုခွင့်ပြုမိတောင်းခံခဲ့ရပါတယ်။တပ်ဆိုင်ရာစစ်တိုင်းမှုများကစစ်ဦးစီးချုပ်ကြီးထံတင်ပြရပြီး၎င်းမှတစ်ဆင့်မင်းအောင်လှိုင်ထံထပ်မံတင်ပြရပါတယ်။ မင်းအောင်လိုင်းရဲ့ခွင့်ပြုချက်ရမှသာစစ်ဦးစီးချုပ်ကြီးဟာကာကွယ်ရေးဦးစီးချုပ်လေးထံတောင်းဆိုရပါတယ်။အစောပိုင်းကာလာများကမင်းအောင်လိုင်းရဲ့ခွင့်ပြုချက်မရဘဲလေကြောင်းမှတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ပါဘူး။တေယူပို့ဆောင်ရေးအတွက်ရဟတ်ရင်များတုံးနိုင်ဖို့လဲအလားတူပင်ဖြစ်ပါတယ်။မင်းအောင်လိုင်းအစည်းအဝေးခန်းထဲရောက်နေစဉ်ထီးတင်ရတရားချီနေစဉ်မှာစောင့်ကြည့်နေကြရတဲ့အတွက်နှောက်နှေးကုန်ကြပါတယ်။မင်းအောင်လိုင်းကဘာသာရေးအခမ်းအနားတစ်ခုတက်ရောက်နေစဉ်နဲ့ကြုံရင်၎င်းအဖို့ကုသိုလ်လုပ်နေခိုက်တက်ဖြတ်ရမယ့်အမိန့်မျိုးမပေးခြင်း၍နှုတ်ပိတ်နေတတ်ပြန်ပါတယ်။ တခါကစိုးဝင်ဟာစစ်မြေပြင်အစီရင်ခံစာကိုလက်ကကင်ပြီးလေချောင်းပစ်ကူပေးရင်မင်းအောင်လိုင်ထံကိုတိုင်ကိုကြတွားရောက်တောင်းခံချိန်မှာမင်းအောင်လိုင်ကဖျားသိမ့်တမုတ်တဲ့အခိုက်နဲ့ကြုံနေတဲ့အတွက်ထုံးစံအတိုင်းနှုတ်ဆိတ်နေ၍စစ်စခန်းလက်လွတ်ခဲ့ရပါတယ်။စိုးဝင်ဒေါ်တဘုံထနေတာကိုကြားရတဲ့အခါလေချောင်းပစ်ကူအတွက်စိုးဝင်ကိုတိုင်တာဝန်ယူရန်လွှဲပြောင်းပေးခဲ့ရပါတယ်။နောက်ဆုံးမှာတော့အချင်းအီအတွက်များလာတဲ့အတွက်စိုးဝင်မှသည်တိုင်မူများခွင့်ပြုပေးရတဲ့အဆင့်ဖြစ်လာခဲ့ပါတော့တယ်။ တိုင်းမှုများခွင့်ပြုချက်ပေးနိုင်အောင်စစ်တိုင်းဌာနချုပ်များအတွက်တွဲပေးထားတဲ့လေတက်ဒုဗိုလ်မှူးကြီးအဆင့်ရှိသူကကင်တွယ်စီစဉ်ပေးရပါတယ်။မင်းအောင်လိုင်းအဖို့ကအရက်ဖတ်ပြစ်မှတ်များကိုတိုက်ခိုက်ခံရတိုင်းတိုင်းမှုများကိုလွှဲချ၍ရနေပါတယ်။ယခုအခါအခြေအနေများပိုဆိုးလာတဲ့အတွက်ချင်းမြန်တက်မှဌာနချုပ်မှတက်မှမှုအဆင့်မင်တိုက်ရိုက်တောင်းဆိုပိုင်ခွင့်ရရှိလာပါတယ်။မဟာဗျူဟာမြောက်စစ်ရေးစီမံချက်များနဲ့စစ်စီရေးများဆင်နွှဲလာတဲ့အခါများမှာတော့ဒုတိယကာကွယ်ရေးဦးစီးချုပ် လီတက်စစ်ဦးစီးကျုံးနဲ့ကြီးရည်လီစစ်စင်ရေးကုတ်ကဲရေးမှုအရာရှိကြီးများပါဝင်တဲ့ပူတွေစစ်စင်ရေးကုတ်ကဲမှုရုံးမှသာတောင်းခံခွင့်ရှိနေပါတယ်။လေကြောင်းမှတိုက်ခိုက်မှုများအတွက် YAK 130 KA နဲ့ FTC 2000G တို့ကိုတုံးပြီးစစ်စင်ရေးများအတွက် GF 70 MIG 29 F7 တို့ကိုအသုံးပြုလေ့ရှိပါတယ်။အဲ့ဒီလိုလေရင်များမလုံမလောက်ဖြစ်လာတဲ့အတွက် Y12 တေယူပို့ဆောင်ရေးလေရင်ကိုတိုက်ခိုက်ရေးဘက်မှတုံးရန်ပြင်ဆင်မွမ်းမံခဲ့ကြပါတယ်။ အဲ့ဒီလေယာဉ်များဖြင့်ဘုံများကိုစစ်သားများကလက်ဖြင့်ကန်၍ပစ်ချရပါတယ်။အလားတူပင်ပါရာမော်တာကွန်စက်တက်လေဒီဖြင့်လိုက်ပါပြီးဘုံများပစ်ချရပြန်ပါတယ်။အဓိကလေတက်အခြေစိုက်စခန်းများဟာမကွေးတတားဦးနေပြည်တော်တောင်ကုန်းနဲ့မော်ပြည်တို့မှာရှိပြီးမိထီလာရှမ်းတဲမှာလေတက်တင်တဲ့ကြောင်ရှိပါတယ်။အကြံဖတ်စစ်တပ်မှအသုံးပြုတဲ့ဘုံများဟာပြည်တွင်းမှာထုတ်လုပ်ခြင်းဖြစ်ပါတယ်။ဘုံအသေးစားများကိုစင်တဲမှာရှိတဲ့ကပ္ပစ3အကြီးစားများကိုစင်ပြူမြို့မှမိုင်30အကွာမှာရှိတဲ့ကပ္ပစ27မှာထုတ်လုပ်ပါတယ်။ အဲ့ဒီဒေတာများဟာယခုအချိန်ထိစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေစေဖြစ်တဲ့အတွက်ပုံမှန်ပို့ဆောင်ဖြန့်ဖြူးနိုင်စေပင် ဖြစ်ပါတယ်။စစ်တပ်ဟာအဲ့ဒီဘုံများနဲ့ကြောက်ဖြူဗမော်နဲ့တောင်ခန်းတိုက်ပွဲများအတွက်အတိကထားအသုံးပြုနေကြပါတယ်။ဒါအပြင်စစ်ကောင်စီတိုင်းဒေတာကြီးအတွင်မှာရှိတဲ့လူတို့ကိုကြီးလန့်စာစာဖြစ်အောင်အရက်ဖတ်ပြစ်မှတ်များကိုတမင်တကာရည်ရွယ်ပြစ်ခတ်နိုင်ရန်အတွက်လည်းအသုံးပြုနေကြပါတယ်။အထူးသဖြင့်အင်းတော်ကိုလက်လွတ်ခဲ့ရပြီးနောက်ပိုင်းပို၍တိုက်ခိုက်လာခဲ့ပါတယ်။ ယခုအခါအဲ့ဒီတိုက်ခိုက်မှုအလုံးအတွက်စိုးဝင်းဦးစီးတဲ့ပူတွေစစ်စင်မှုကုတ်ကဲရေးဌာနချုပ်မှမဟာပြူဟာမြောက်စစ်စင်ရေးစုကကြီးကြပ်နေခြင်းပင်ဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေ